ကြော်ကြော်ရောင်းဖို့အတွက်ဆိုလို့ရှိရင်ကြက်ကင်ဒီစနစ်တကျအတိဖို့လိုပါတယ်ကြက်ကင်ဒီကိုစနစ်တကျမတိဘူးဆိုရင်ကြက်ကြော်ကြော်တဲ့အခါမှာအညီနဲ့အနေနဲ့သွေးစာသွေးနာတွေထွက်လာနိုင်ပါတယ်ဒါကြောင့်ကြက်ကင်ဒီကိုစနစ်တကျတိထားဖို့လိုအပ်ပါတယ်ကြက်ကင်ဒီစနစ်တကျတိကျင်နေဆိုရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါပထမဦးဆုံးရင်ပုံကိုခွဲတဲ့နေရာမှာကျွန်တော်တို့ရင်ပုံမှာအယိုးနုလေးရှိတယ် ဲ့ဒီအယိုးနုလေးရဲ့ဘေးတစ်ဖက်တစ်ချက်ကိုတတိချီယာလေးစမ်းပြီးတော့ခွဲပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ကြက်တကောင်မှာအညီနဲ့အများဆုံးထွက်တဲ့အပိုင်းကိုကျွန်တော်တို့ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ကြက်တကောင်မှာအညီနဲ့အများဆုံးထွက်တဲ့အပိုင်းကတော့ဖင်စီဘူးနဲ့ဖင်စီဘူးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့အစီဘိုးတွေကိုပဲဖြစ်ပါတယ်။အဲ့ဒီအစီဘိုးတွေကိုကျွန်တော်တို့ဖယ်ရှားပေးလိုက်မယ်ဆိုရင်ကြက်သားကအညီနဲ့ထွက်ဖို့ရာခိုင်နှုန်းအရန်ကိုနည်းတော့ပါပြီ။ ကြက်ကြော်ကြော်ရောမှုပဲဖြစ်ဖြစ်ကြော်စားမှုပဲဖြစ်ဖြစ်ကြက်တကောင်လုံးကိုစနစ်တကျခုတ်ထစ်ကင်တွေထမ်းမယ်ဆိုရင်အချိန်ကုန်လဲတတ်တာဆိုတော့လူပင်ပန်းမှုလဲတတ်တာပါပဲပြီးရင်ကြက်သားလေးတွေကလည်းသူ့နေရာနဲ့သူ့သူ့အပိုင်းနဲ့သူ့နှပ်ပတိတက်စွာအတုံးနှက်လာလေးကြီးထွက်လာပါလားခုလိုကြက်ရဲ့အညီနဲ့အများဆုံးထွက်တဲ့မလိုအပ်တဲ့အပိုင်းတွေကိုလိပြပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လေချောင်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့အစီဘိုးတွေကိုလိပြပေးရမှာဖြစ်ပါတယ် လေချောင်းကိုလှိပြတဲ့အခါမှာကျွန်တော်အခုလိုပြထားသလိုပဲဓာတ်ရဲ့ရှေ့သွားနဲ့တော့မဟုတ်နောက်သွားနဲ့ပဲဒီရှာလေးလှိပြပေးပါမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘေးသားတွေပါနိုင်ပါတယ်လေချောင်းကိုလှိပြပြီးသွားပြီဆိုလို့ရှိရင်လေချောင်းရဲ့ဘေးမှာရှိတဲ့အဆီဘိုတွေအားလုံးကိုကျွန်တော်တို့ဖယ်ရှားပေးရမှာဖြစ်ပါတယ်လေချောင်းဘေးအဆီဘိုတွေနဲ့ဖင်စီဘူးဘေးအဆီဘိုတွေကို လုံးဝဖျက်ထုတ်ပြီးမှဖြစ်မှာလားလို့မေးရင်တော့မဟုတ်ပါဘူးဖျက်ထုတ်လို့ရတယ်လို့မဖျက်ထုတ်ပဲထည့်ပြီးကြော်လို့လည်းရပါတယ်ဒါကတော့ကြိုက်နေတတ်တယ်လို့လုပ်လို့ရပါတယ်ကျွန်တော်ကတော့လေချောင်းပေးရအစီအပူတွေနဲ့ဖြူပေးရအစီအပူတွေကိုဖျက်ထုတ်လိုက်မယ်ဆိုလို့ရှိရင်အညီနဲ့လုံးဝတတ်တာသွားတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဖျက်ထုတ်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ခုနရင်မောခွဲရပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အထဲမှာရှိတဲ့သွေးစာသွေးနာတွေနဲ့ ညေကြီးတွေကိုရေနဲ့ပြောင်းစင်အောင်စေကျော်ပေးရမှာဖြစ်ပါတယ်။ရေနဲ့ပြောင်းစင်အောင်စေကျော်ပေးသွားပြီဆိုတော့မှကျွန်တော်လှီးဖြတ်တဲ့အပိုင်းကိုစနေတကြပြပေးပါမယ်။ကျရဲ့အညီနဲ့အများဆုံးထွက်တဲ့အပိုင်းကိုလည်းဖယ်ပြီးသွားပြီးစနေတကြလည်းတန်းစင်အောင်စေချောပြီးသွားပြီဆိုလို့ရှိရင်တော့စပြီးတော့လှီးဖြတ်လို့ရပါပြီပထမဦးဆုံးလှီးဖြတ်ကမဲ့နေရာကတော့ကျရဲ့ကြောယူ ဖြောင်းတိုင်းလှိဖြက်ပေးရမှာဖြစ်ပါတယ်။ကြက်ရဲ့ကြောရိုးကိုအဖြောင်းတိုင်းလှိဖြက်ပြီးသွားပြီဆိုလို့ရှိရင်တော့နှစ်ပိုင်းခွဲပြီးတော့အခုလိုကြက်ကိုမှောက်ပေးလိုက်ပါ။မှောက်ပြီးသွားပြီဆိုလို့ရှိရင်ပေါင်ရဲ့ဘေးမှာရှိတဲ့လမ်းကြောင်းလေးရှိပါတယ်။အဲဒီလမ်းကြောင်းလေးကနေလှိဖြက်ပေးလိုက်ပါ။နောက်တစ်စက်အနေနဲ့ပေါင်နဲ့တင်မစုံရိုးရဲ့ဂျားဂျွိုင်းဆက်နေရာကိုတွေးမထွက်အောင်လှိဖြက်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာလှိဖြက်လို့သွေးထွက်သွားပြီဆိုလို့ရှိရင်ကြော်တဲ့အခါမှာသွေးခဲတွေနဲ့အညီနဲ့ကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်အခုပြထားသလိုလှိဖြက်လိုက်တဲ့အခါမှာသွေးလုံးဝမထွက်ဘဲနဲ့အဖြူရောင်အကြောလေးအတိုင်းဖြစ်နေရပါမယ်ဒါမှသာလှိဖြက်မှုမှန်ကန်မှာဖြစ်ပါတယ်အခုလိုဖြူရောင်ပုံစံမျိုးလေးဖြစ်နေရမှာပါဒီနေရာမှာသွေးထွက်သွားပြီဆိုလို့ရှိရင်တော့ကြော်တဲ့အခါမှာသွေးခဲတွေဖြစ်ပြီးတော့အညီနဲ့ထွက်လာမှာဖြစ်ပါတယ် နောက်ထပ်တစ်စက်အနေနဲ့ဒီရင်ပုံနဲ့အတောင်ပံကိုခွဲခြားလှိဖြတ်ပြရမှာဖြစ်ပါတယ်။အတောင်ပံကိုလှိဖြတ်တဲ့နေရာမှာအတောင်ပံရဲ့ join set နေရာရှိပါတယ်။အယိုးနု join set နေရာရှိတယ်။အဲ့အယိုးနု join set နေရာလေးကိုစမ်းကြည့်ပြီးသွားရင်အဲ့အယိုးနု join set နေရာလေးရဲ့အရှိလက်သေးကွန်တခွန်စာလောက်နေရာကနေလှိဖြတ်ပေးလိုက်မယ်ဆိုလို့ရှိရင်အခုလိုသွေးမထွက်ပဲနဲ့တောင်ပံလေးဟာနှစ်နှစ်ပတ်ပတ်နဲ့ကွဲထွက်လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ရေမုံကိုလှိဖြက်ကြတာကတော့လွယ်တာဖြစ်တဲ့အတွက်ကြောင့်ကိုစားကြတဲ့အတုံးအရွယ်အစားအတိုင်းလှိဖြက်ပေးလိုက်ရင်ရပါပြီအခုကျွန်တော်လှိဖြက်ပြပေးနေတဲ့ကြက်ကင်လေးဆိုတာကြက်ကြော်ကြော်ရောင်းမဲ့သူတွေပဲကြည့်တင်တာမဟုတ်ပါဘူးအိမ်မှာကိုကိုတိုင်းကြက်ကိုခုတ်ထစ်ကင်တွေရမဲ့သူတွေအတွက်လည်းအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာကြောင့်လဲဆိုရင် ကြက်သားကန်ရတာလွယ်တယ်ကြက်ခုတ်ကတာလွယ်တယ်လို့ပြောတယ်ဆိုပေမဲ့စနစ်တကျကန်တက်ဖို့စနစ်တကျခုတ်တက်ဖို့ကတော့ခက်ပါတယ်အခုလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့စောင့်အောင်ကြည့်ရှုပေးကြတယ်တဦးတယောက်ချင်းစီတိုင်းအားလုံးကိုကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးတစုံတရာရရှိမယ်လို့လည်းယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေအောင်မြင်သာယာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ